မင်္ဂလာပါခင်ဗျာရှင်ညမေ channel ကနေကြိုဆိုပါရစေ2025ခုနှစ်ရဲ့နောက်ဆုံးလေးလဖြစ်တဲ့စက်တင်ဘာအောက်တိုဘာနိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်းဘာလေးပါမှာဘာမှမလုပ်တာကောင်းဆုံးဆိုတဲ့ခေါင်းစဉ်အောက်ကနေဘယ်ယာတွေကိုမလုပ်တင်တယ်လဲဘာကြောင့်မလုပ်တင်တယ်လဲထို့ပြင်ဘယ်ယာတွေကအကျိုးကျေးဇူးပေးမလဲဆိုတာတွေကိုအထူးရည်ရဟောစရန်းနေနဲ့ကျွန်တော်တို့ရှင်ညမေရဲ့ဘီရင်လက္ခဏာကံပြပညာသူတွေဒီဆရာကြီးဦးမြတ်ဆံမတိကျတေကြစွာဟောပြောပေးတော့မှာဖြစ်ပါတယ် နေတာအလိုက်ဆင်စစ်မပြတ်နားဆင်နိုင်ပါဘူးခင်ဗျာခொနီယာဒါဒမီအားလုံးအေးရရီဝေးကွာကြပါစေအက်ဆီဒန်လူရဆနဣဝပါစေကြောင်းအရင်လက္ခဏာကံပြရပညာသူတည်သည်ဆရာကြီးဦးမြတ်ဆံမပြညာမြေ channel မှာတစ်ဆင့်သုတော်မြတ်တာပို့တာအပ်ပါတယ်ကဲဆရာကတော့ရှေ့မှာပေးထားတဲ့ခေါင်းစဉ်တိုင်း ပါလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့ဆရာရဲ့ခေါင်းဝေးအောက်မှာခုနှစ်သားသမီးများအတွက်ပြီးခဲ့တဲ့ဘက်ကတင်းငနွေရဲ့တင်းလာရဲ့အင်းငါရဲ့ပုတ်တဘူးရဲ့ကြာတာပရိရဲ့ဆိုပြီးတော့ပါလေးပါမှာဘာမှမလုပ်နဲ့လို့ဆရာပြောပဲတော့ခဲ့ဘူးပါတယ်ခုနှစ်တူသားပဲဒီတစ်ပတ်မှာတော့ဆရာကတောက်ကြသားသမီးများအတွက်စက်တင်ဘာရဲ့အောက်တိုဘာရဲ့နိုဝင်ဘာရဲ့ဒီဇင်ဘာရဲ့ဆိုပြီးတော့ဒီပါလေးပါဘာမှမလုပ်တဲ့ မလို့တင်တဲ့အကြောင်းလေးကိုဆရာတင်ပြပေးမှဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးများဟာတဲ့ဒီနေ့မှာတော့ဓာသအိမ်မှာယက်တီနေတာဖြစ်တဲ့အတွက်ဓာသဆိုတာကဘယင်းမင်းလို့ပြောရဖြစ်ပါတယ်အကြောင်းမလို့တော်ရသောကန်တရားမှလည်းရောက်နေတာဖြစ်တဲ့အတွက်တော့ကျွန်တော်တချို့ကိစ္စတွေမှာကမားလို့မရတဲ့ကန်တရားတွေမှာရှိပါတယ်တော့တောက်ကြသူတာကရည်တတ်ဖြစ်ပါတယ်အင်းမြတဲ့တက်လေးဖြစ်ပါတယ်အကြောင်းမလို့ ကိုကငင်ငင်လေးနေမှသာလေကံကောင်းမှဖြစ်ပါဘူးကိုရဲ့စကားတခုကြောင့်တော့အမားတွေပါသွားခဲ့မယ်ကိုရဲ့လောက်ရတခုကြောင့်ဤသားစုတွေပြပြသွားမယ်ဇီဝတွေပြပြသွားမယ်ဆိုရင်ကိုကမှကံဆိုးခြင်းတွေဖြစ်စီတတ်တယ်တန်တရားလည်းရှိပါတယ်အကြောင်းမလို့ဆရာကတော့ဒီတစ်ပတ်မှာပါလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့နေသားသမီးကြီးတွေကတောက်ကြသားသမီးများအတွက်ပါလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့အကြောင်းကိုတင်ပြပေးမှဖြစ်ပါတယ်တောက်ကြသားသမီးများဟာတဲ့ဒီနေ့မှာတော့ စီးပွားရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတိုးချဲ့ခြင်းဟောအင်ဂျင်နီယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတိုးချဲ့ခြင်းဟောယင်းနှိမ့်ညွန်မှုနဲ့ပတ်သက်တဲ့ဟာတွေလုပ်ခြင်းအယောင်းဝယ်တွေလုပ်ခြင်းနောက်ကျွန်တော်တို့အမှုကင်းပြဿနာတွေစကားပြောခြင်းတွေအထူးဆင်ခြင်ပါဒါမှသာလေဘဝမှာကံကောင်းခြင်းဖြစ်မှာဖြစ်ပါတယ်နောက်အမိန်ပေးစေကမ်းခြင်းတွေနောက်တကောသာအာနာသုံးခြင်းတွေအထူးကျူးဆက်ရမယ်ကာလာလည်းဖြစ်ပါတယ်အကြောင်းမလို့မာယွင်းလို့မရတဲ့ကံတရားတွေမှာပေါက်ကြတာတူကြပါပါတယ် တောက်ကြသားကြီးများဟာအချက်ကလေးမှားလိုက်တာနဲ့သမိုင်းအစဉ်စဉ်တောက်ကြမှားစီတတ်တဲ့ကံတရားထဲမှာရှိတာဖြစ်တဲ့အတွက်ယာသအိမ်မှာရက်တည်နေတာအကြောင်းမလို့ဘုန်းတော်ကိုဩသာအာနာနဲ့ဘာမှလုပ်လို့မကောင်းတဲ့ကာလဖြစ်တာဖြစ်တဲ့အတွက်တောက်ကြသားကြီးများဟာဒီပါလေးပါပါတော့ဘာမှမလုပ်သင့်ဘူးဆိုတဲ့အကြောင်းသင်ပြပေးခြင်းဖြစ်ပါတယ်။နောက်တောက်ကြသားကြီးများဟာကျမ်းမာရင်လည်းပတ်သက်လာလို့ရှိရင်လည်းအထူးကူဆရမယ်ကာလဖြစ်ပါတယ်။ တွေးသားနဲ့ပတ်သက်တဲ့ယောဂါတွေတော့ကျွန်တော်တို့ရာသီဥတုအကူပြောင်းပါလေအကူအပြောင်းပါလေအထူးအယူဆရမယ်ကာလဖြစ်ပါလေတောက်ကြသားသမီးများတွေးသားနဲ့ပတ်သက်တဲ့ယောဂါတွေကယူဆရသလိုတဲ့နောက်စိတ်နဲ့လည်းပက်ခါဖြစ်နေတာပါနော်နောက်စေဝါနဲ့ပတ်သက်တာတွေအစာစိတ်ဖြစ်တာတွေဒီယူဆိုင်ပေးရမှာဖြစ်ပါလေခင်ဗျာတော့ကျွန်တော်တို့အင်္ဂါနဲ့လည်းပက်ခါဖြစ်နေတဲ့ကာလဖြစ်ပါလေပုံနည်းလူသားပဲကိုယ့်ရဲ့ကျွန်တော်တို့အညစ်အကြေးပေါ်တာပေါ့ဗျာเนาะကျွန်တော်တို့ အမြင့်ကျော်ကလည်းအဓိပတိပါကြီးနေတာဖြစ်တဲ့အတွက်အမြင့်ကလည်းကောင်းတော့ဖြစ်နေတဲ့ကာလဖြစ်ပါတယ်ဟောကျွန်တော်တို့အမြင့်ကောင်းတော့ဖြစ်နေတဲ့ဆိုလို့ရှိရင်ဘာပဲလုပ်လို့ဒီလောက်ပဲကျွန်တော်တို့ရှိရလေးတွေနဲ့ယင်းဒီမြုံနာမှုလုပ်လို့အောင်မြင်မှုကအင်မတန်မှရခဲ့ပါတယ်ခင်ဗျဟောကြောင့်မလို့အမြင့်ကလည်းကောင်းတော့ဖြစ်နေကြပါတယ်အဲ့တော့ကိုယ့်ရဲ့အညွန့်ဟာထွန်းနေတာဖြစ်တဲ့အတွက်ကိုယ်ဟန်မပြတ်ဟောကျွန်တော်တို့ရှိရလေးတွေနဲ့ ူကြီးတရာသူတော်တော်လေးနဲ့လုပ်မယ်ဆိုရင်ကံကောင်းခြင်းဖြစ်စီတတ်တဲ့ကံတရားလည်းဖြစ်ပါလေခင်ဗျဟုတ်အကြောင်းမလို့တောက်ကြသားသမီးများဟာကိုယ့်ရဲ့နာမည်ကတောက်ကြံနဲ့ပါတယ်ဆိုရင်ကိုပဲကိုကြီးဥစေရမှာပါတချို့သူတို့ကြီးလို့ရှိရင်ကိုယ့်ရဲ့နာမည်မှာကတနည်းလားနာမည်နဲ့ပေါင်းထားတဲ့နာမည်မျိုးလေးပေါ့နော်အတန်းကျော်တို့နော်တိန်ကျော်တို့အဲ့လိုနာမည်မျိုးလေး ပေါက်တာတဲ့နာမည်မျိုးတွေဖြစ်လို့ရှိရင်ပိုကြီးဆက်ရမှာပါခင်ဗျအောင်းတော့နာမည်ကကိုယ်တော့ကနာမည်ဖြစ်ပါတယ်အကြောင်းမလို့ဒီကာလမှာတော့ဘာပဲလို့လို့တောက်ကြသားသမီးများဟာတဲ့တော့ကျွန်တော်ဒီပါလေးပါပါဂယုတဆိုင်နဲ့လောရမယ်ကာလရည်ဖြစ်ပါတယ်ခင်ဗျတော့စကားပြောခြင်းလဲဂယုဆက်ရမှာပါအစားတောက်စားတောက်ခြင်းလဲဂယုဆက်ရမှာတော့အစားမဆေးမခြင်းလဲဖြစ်စီတတ်တဲ့ကံတရားမှာရှိပါတယ်ခင်ဗျတော့ဘုံနည်းလူသာပဲတဲ့စေယုံစေကြောင်းကိုသွားမယ်ကျမ်းမာရေမကောင်းလို့နေတိုင်းမကောင်းလို့သွားမယ်ဆို ကိုယ့်ရဲ့ဘုံကြီးရဲ့ဒီအင်္ဂါတော့တော့အင်္ဂါတော့ကိုအသွားလိုက်ဆင်းနေပါအသက်ကြီးသောတော်ဝါးကြီးကြိုက်ခဲ့ခြင်းခံရတတ်ပါလေစကားများရံပြစ်တာကြီးလည်းခူးဆိုင်ပါခင်ဗျာနော်စကားကြောင့်အမားတွေပါစီတတ်ပါတယ်နောက်ကျွန်တော်တို့ငွေကြေးကိစ္စတွေအရှုံရှင်းတွေပေါ်စီတတ်တဲ့ကာလလည်းဖြစ်ပါတယ်ဒါကြောင့်မလို့တောက်ကြသားမီးများကိုယ့်ရဲ့နေအိမ်ဖျားမှာတတိကူမျိုးနဲ့ကိုယ့်ရဲ့မွေးနေ့တိုင်းစွန့်တော်လေးကပ်ပေးပါနောက်ဖျားတရားများများလုပ်ပါခင်ဗျာ အောင်တော့ကတ်တုံးမအရှင်ကလည်းကိုငန်းကြီးမှာကတ်တုံးမရဲ့အရှင်ကြောင့်ဒုက္ခတွေရောက်စီတဲ့ကံတရားမှာလည်းရှိပါတယ်ခင်ဗျာဟုတ်ပုံနည်းလူသာပဲကိုယ့်ရဲ့မေဂျူပေါ့ဗျာနော်ကျွန်တော်တို့မေဂျူကလည်းကိုယ့်ရဲ့ဘဝမှာတဲ့မေဂျူကလည်းဝင်းသေးဆိုတဲ့ကျွန်တော်ဓမ္မိတ်ကလည်းပြက်နေတာပေါ့ဗျာသိနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ရည်ရက်ကပြက်တယ်လို့ခေါ်ပါတယ်ခင်ဗျာဟုတ်ပုံနည်းလူသာပဲကျွန်တော်တို့ အတွင်းမိတ်ကလည်းကျွန်တော်တို့ပြက်နေတာပါအเจ้าမလို့ကိုယ်ကိုကူညီမဲ့လူမသားမဲ့လူတွေကလည်းမကူညီနိုင်တတ်ပါဘူးခင်ဗျအเจ้าမလို့တောက်ကြသားသမီးများဟာဒီနှစ်မှာတော့ကိုယ့်ရဲ့ကြီးကဲတဲ့လူတွေခေါ်တဲ့အမိအဖဆရာသမားများကိုပူဇော်ခြင်းကြော်ခြင်းတွေများများလုပ်ပေးပါခင်ဗျနော်အဲ့ဒီလိုမျိုးလုံးဝသားလေးဘဝမှာကံကောင်းခြင်းဖြစ်စီတတ်ပါလေ။နောက်တရားတဲ့ခြင်းကြောက်သောခြင်းအလူလုံးခြင်းပေါ့။အဲ့လိုအလုပ်ကလေးတွေလည်းလုပ်ပေးပါခင်ဗျာ။ဒါမှသာလေကံကောင်းခြင်းဖြစ်စီတတ်ပါ နောက်အင်ချမ်ကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးဂရုစိုက်ပါခင်ဗျနော်ရောင်းမဝယ်မနောက်စာချုပ်စာတမ်းကိစ္စတွေလက်မှတ်တို့အာမခံတဲ့ကိစ္စတွေအဲ့ဒါလေးတွေအထူးဂရုစိုက်နေပါပက်ခမိနေတဲ့ကာလလည်းပြစ်ပါတယ်ခင်ဗျနော်စာချုပ်စာတမ်းကိစ္စစကားအရှုံးရှင်းကိစ္စဒါလေးတွေအထူးဂရုစိုက်ရမယ်ကာလလည်းပြစ်ပါတယ်နဝင်းပြတ်တယ်လို့ခေါ်တာပေါ့ဗျာဟောအကြောင်မလို့တောက်ကြသားသမီးများဟာတဲ့ဘာပဲလုပ်လို့အထူးဂရုစိုက်ရမယ်ကာလဖြစ်ပါတယ်ဟောကျွန်တော်တို့ယာသအိမ်မှာရောက်ရှိနေတာဖြစ်တဲ့အတွက် ကိုစကားကြောင့်တစ်ဖက်သားလည်းဒုက္ခရောက်စီတတ်တယ်လို့ဘဲဘက်ချင်းပြန်ချင်းလို့ခေါ်တယ်ဘဲပြန်ချင်းအားကလည်းကြီးမားစီတတ်ပါတယ်ကံတရားပါရှိပါတယ်အကြောင်းမလို့ကိုပြုတဲ့ကံပက်တင်တဲ့ဟန်နဲ့ကိုထံမဲ့ပြန်လာတာဖြစ်တဲ့အတွက်စိတ်ကောင်းစေတနာကောင်းနဲ့ဥညီချင်းမာတာချင်းတွေလှုပ်ပေးပါခင်ဗျာဒါဆိုရင်ဘဝမှာကံကောင်းခြင်းတွေဖြစ်စေတတ်တဲ့ကံတရားတွေဖြစ်ပါတယ်အကြောင်းမလို့တော့ကျွန်တော်တို့သီလရှင်များကိုစွန့်စားနေလောင်းချင်းဘုန်းကြီးရဟန်းများကိုဖိပနက်လှူခြင်းများလဲလှုပ်ပေးပါခင်ဗျာ အဲဆိုရင်ဘဝမှာကံကောင်းခြင်းဖြစ်စီတတ်တဲ့ကံတရားမှာရှိပါတယ်။နောက်ကျွန်တော်တို့ကိုယ့်ရဲ့ကံတရားရဲ့အလဲပြောင်းကြမှာကံကောင်းမကောင်းဆိုတာကတော့ကိုယ့်ရဲ့စိတ်ပေါ်မှာလည်းမူတည်တတ်ပါတယ်။တောက်ကြသားသမီးများဟာကဒါမှမဟုတ်ဘဝမှာကံကောင်းခြင်းဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင်တဲ့ကိုယ့်အတွက်ဉာဏ်တော်နဲ့ငါးပါးကိုမမေ့ပါနဲ့တတိကုံတို့နဲ့ဆုံးတော့ကပေးပါတန်ဖို့ဒီကတော့တနေ့ကိုဖြစ်နိုင်လို့ရှိပြီ။မတိသုံးပတ်လောက်စိတ်ပေးပါခင်ဗျ။ဒါဆိုရင်ဘဝမှာကံကောင်းခြင်းဖြစ်စေတတ်တဲ့တန်တရားလည်းရှိပါတယ်။ ကြောင့်မလို့ဘာပဲလို့လို့တောက်ကြသားမိများဟာဤဘာလေးပါမှာတော့ကိုယ့်ရဲ့ရှိနေတဲ့စုမိဆောင်မိထားတဲ့ငွေကြီးဥစ္စာလေးတွေတော့ကျွန်တော်တို့ထူခွဲရောင်းချပြီးရင်းနှီးမြှုပ်နှံမှုတွေမလုပ်စေချင်ဘူးဆိုတဲ့အကြောင်းဆရာကြီးဦးမြတ်ဆန်ကတော့ဒီတစ်ပတ်မှာရှင်ညာမီချန်နယ်မှာတဆင့်ဘာလေးပါမှာဘာမှမလုပ်တာအကောင်းဆုံးဆိုတဲ့ခေါင်းစဉ်အောက်ကနေတောက်ကြသားမိများအတွက်အထူးတရီပေးခြင်းဖြစ်ပါတယ်အကြောင်းမလို့တောက်ကြသားမိများအနေနဲ့အတိတ်ကံကြီးကံကောင်းမယ်ဆိုလို့ရှိရင်တော့ တော့ကျွန်တော်တို့ကံကိုအားပြုပြီးတော့လောရမယ်ကာလာဖြစ်တဲ့အတွက်ထီထိုးမယ်ဆိုရင်တော့တော့ကျွန်တော်တို့သုံးတုံညငါသုံးတုံည56ပေါ့ဒီကနေ့လေးပေါအောင်ထီကန်စမ်းပေးပါအတိတ်ကံနဲ့ပတ်သက်တဲ့ငွေကြေးတွေရရှိတတ်ပါတယ်အဲကြောင့်မလို့အဲ့ဒီကံတွေပြန်ပေါ်ဖို့အတွက်လည်းကောင်းဖို့တကူလိုလေးများများလုပ်ပေးပါခင်ဗျအဲဒါဆိုလို့ရှိရင်ဘဝမှာကံကောင်းခြင်းဖြစ်စေတတ်တဲ့ကံတရားလည်းဖြစ်တဲ့ဆိုတဲ့အကြောင်းရွှေညမြေ channel မှာတစ်ဆင့် ဆရာကြီးဦးမြတ်ဆန်ကပြပြပေးခြင်းဖြစ်ပါတယ်။ခொနည်းသာသမီအားလုံးအေးပြရီဝေးကွာပြီးကတ်ကြီးသုံးပါးမှာအမြန်ဆုံးကြော်လွားနိုင်ကြပါစေခင်ဗျာ။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဘလိုတွေမှာပြန်လည်ဆုံစည်းကြပါစို့။ Don't forget to subscribe. Subscribe လို့ဖို့မမေ့ပါနဲ့နော်။